။မကျွန်တော်ချင်းမိတ်ဆွေညီကောင်မတွေအားလုံးမင်္ဂလာပါနော်။ကျွန်တော်တို့ဒီနေ့26ရက်နေ့တောက်ကြနေလဲဖြစ်တဲ့အပိနေနောက်ဆုံးနေ့မှာအားလုံးဆက်ပြီးတော့ကံကောင်းကြဖို့အတွက်ကျွန်တော်ဒီနေ့အတွက်ဗားလေးတွေလှုပ်ရမယ်။ဗားတွေထူရမယ်ဆိုတာပြောပြပေးမယ်။အဲမပြောခင်အရင်ဦးဆုံးကျွန်တော်တို့လိုက်လက်မလေးတွေမနေ့ကတည်းကလိုက်လက်မလေးတွေတစ်ချက်နှိပ်သွားပေးပါ။ အထူးမြတ်တာရက်ခံနေတာတော့ VPN လေးတွေတစ်ချက်ခံပြီးတော့ကြည့်ပေးကြပါလို့ပေါ့နော်ဒါမှလည်းဗီဒီယိုလေးတွေရေရှည်တင်ဖို့အဆင်ပြေမှာမို့လို့ပါနော်ကြည့်အားဆိုတောက်ကြနေအပိတ်လှဖို့အတွက်ကိုကျွန်တော်တို့ကပြောပြပေးမယ်အရင်ဆုံးတရက်စာနေတိုက်နော်မထီမပေါက်ထီပေါက်ကီးသုံးလုံးနော်အရန်ကောင်းတယ်နေတိုင်းထီတယ်မနေ့ကလည်းထီတယ်နော်မနေ့ကလည်း9 6ခုမထီရင်နှလုံးတွေမပြေဘူးမထိုးပါနဲ့လို့ ပြောပြီးသားနော်6တလုံးပိုင်းလည်းပေးထားတယ်မနေ့ကလည်းအောင်ပါတယ်အဲဘာလွတ်လဲဆိုတော့ break to break တိပြန်ကျသွားတဲ့အတွက်တင်ကွက်တွေတော့လွတ်သွားတယ်ဇာတို့ဒီနေ့မှလည်းအဲ့လိုပဲအဓိက main key ၃လုံးလုံးပေါ့နော်အဲ့ဒါဘာလဲဆိုလို့ရှိရင်3 9 1နှစ်ဆိုတဲ့၃လုံးဖြစ်ပါတယ်နော်3 9 1နှစ်ဆိုတဲ့ key ၃လုံးမထည့်ရင်မထိုးပါနဲ့အဲ့ဒီတောက်ကြနေ26ရက်နေအပိတ်နေမှာ 3ည1နှစ်ဆိုတဲ့ကီး3လုံးမထည့်ရင်နှလုံးဒီလုံးဝမဖြစ်ပါဘူးเนาะအဲ့တော့ညတော့သူနဲ့တွဲပြီးတော့အဓိကမိန်ကစားရမယ်အဓိကမိန်ကစားရမယ်ဟိုဟာပြောပြမယ်ပရိတ်လေးရဲ့အဝိုင်းရင်းလေးကိုပြောပြမယ်เนาะပရိတ်ကဘာရှိမလဲဆိုရင်ဆရာတို့1629ဆိုတဲ့ပရိတ်เนาะ1629ဆိုတဲ့ပရိတ်လေးလုံးနဲ့ ခဏ၃လုံးနဲ့တွဲပြီးတရက်စာ နေတိုက်ဖြစ်အပြီးဆော့လို့ရပါတယ်အလုံးပေါင်း၁၂ကွက်အကွက်2တာရှိမယ်ဆိုရင်တော့10ကွက်လောက်ပဲရှိမယ်ပေါ့နော်တစ်ချောက်နှစ်ခွန်ဆိုတဲ့ break ၄လုံးနဲ့ခဏ၃၁နှစ်ဆိုတဲ့ key ၃လုံးနဲ့တွဲပြီးတော့တရက်စာနေတိုက်အဖြစ် အပြီးကစားလို့ရပါတယ်နော်မနေ့ပိုင်း၁၂နာရီ၁မိနစ်အတွဲတည်စည်တမ်းတ်ထုတ်ထားတဲ့စိုက်လေးတစ်ခုအခုပြပေးမယ်အဲ့ဒါလေးရတော့ site ကိုလိုက်ပြပေးမယ်ကဲအတူတူလိုက်ကြည့်အောင်နော် ဟုတ်ပြီဒီနေ့12နာရီ3မိနစ်ပေါ့နော်26ရက်နေ့တောက်ကြနေအပိနေ12နာရီ3မိနစ်အတွက်အကောင်းဆုံးစိုက်လေးရထုတ်ထားတာလေးကိုပြပေးခြင်းပါတယ်အဲ့တော့စိုက်ဒီကတော့ပြထားတာတော့ရှုပ်ချက်တွေခတ်ပြီးတော့ဒါပေမဲ့ရှင်းအောင် ပြောပြပေးမယ်အပင်နေဖန်းတာတွေချုပ်တာတွေများသွားလို့နော်စိုက်တွေများသွားတာအဲ့တော့ဆရာတို့ကဘယ်ရစားပြောမလဲဆိုတော့ break အပင်တွေပြောပါမယ် ဘနိတ်ကဘနပင်ဖမ်းတာလဲဆိုတော့ဆရာတို့အခိုင်အမာဆုံးဖြစ်အောင်၃မင်တိတိဖမ်းထားတာဖြစ်တယ်၃မင်တိတိဖမ်းထားတာဖြစ်တယ်ဆရာတို့ဗြဟ္မဥဆုံးတပင်ကိုယင်ပြောမယ်အဲ့တော့အဲနောက်တစ်ကြိမ်ထပ်ပြောပါမယ်လိုင်းလက်မလေးတွေမနိတ်ကသိရင်နှိပ်ထားပေးကြပါဦးเนาะဗီဗီယန်လေးတွေလည်းခံပြီးတစ်ချက်လောက်ကြည့်ပေးကြပါလို့เนาะမြေတရက်ခံနေခဲ့ဒါဆိုဆရာတို့စမယ်ဗြဟ္မဥဆုံးပရိတ်တစ်ဆိုင်ကိုယင်ပြမယ် ထမရက်ကမနာပိုင်းနောက်ဘေးကနေတလုံးနဲ့ဒုတိယရက်ကညနေပိုင်းထည့်စီတလုံးနှလုံးပေါင်းခြင်းကိုဆရာတို့ကပါဝါခေါ်ပြီးတော့အဲ break တပင်ထုတ်တယ်ပေါ့နော်ဒီမှာဆိုခွန်3ညရဲ့ပေါင်းတော့ခွန်ခွန်ပါဝါနှစ်ခွန်နှစ် break ခွန်နှစ် break ဒီဒီမှာခွန် break လာကြတယ်အဲ့လိုပဲ3ရဲ့1ရဲ့ပေါင်းတော့4 4ပါဝါကို4ကို break ဒီနေရာမနေပိုင်း4 break ကြတယ် နော်အဲ့ဒါကတပင်ဒီမှာ9ရဲ့6ကပေါင်းတော့7 7ဆိုတော့1ပါဝါ6 16ပရိသီဒီနေ့အတွက်ပရိတပင်ရထားပါပြီ16ပရိတပင်ရထားပါပြီနော်ဒီမှာနောက်တပင်ဆက်ပြမယ်နောက်တပင်ကဒီလိုဒီလို3လုံးပေါင်းညင်တော့ဒုတိယနေ့ထွက်တဲ့မနေ့ပိုင်းကနန်းနှလုံးနဲ့ပထမနေ့ညနေပိုင်းနောက်ပိတ်တစ်လုံးနဲ့3လုံးဟုတ်လို့သွားပေါင်းမယ် ဲ့တော့ဒီမှာ43ဆိုတော့ခွန်ခွန်ရ9ရဲ့ပေါင်းတော့1နှစ်ပါဝါခွန်နှစ်ခွန်ပရိတ်ဆိုပြီးဒီမှာခွန်ပရိတ်အပြီးလာကြတယ်အဲ့လိုပဲနှစ်ငါခွန်ခွန်ဝဲခွန်ဝဲပေါင်းတော့လေးလေးပါဝါကိုလေးကိုပရိတ်ဆိုပြီးတော့ဒီမှာလေးပရိတ်အပြီးကြတယ်အဲအဲ့လိုပဲလေးကိုပရိတ်ဆိုပြီးဒီကိုကြတယ်အဲဒီနေ့အတွက်ကိုတော့ဇာတို့ဒီမှာမနေ့ကမနေ့ပိုင်းထွက်တဲ့3-1နဲ့ တနေ့ကညနေပိုင်း3နောက်ပိတ်နဲ့ပေါင်းမယ်3ရက်တက်ကက်ပေါင်းတော့4 4ရက်3ရက်ပေါင်းတော့ခွန်82 break ဆိုပြီးတော့ကျားတို့တပင်တမရထားပါတယ်ကဲဒါဆိုရင်နှစ်ပင်နောက်ဆုံး break တပင်ကိုဆက်ပြမယ်နောက်တပင်ရကြတော့ကျားတို့ဒီလိုလေးပေါင်းတာပေါ့နော်ဒီလိုလေး3လုံးပေါင်းတာအလဲကောင်ပထမ2ရက်ကအလဲကောင်3လုံးကိုအလပုံစံလေးပေါင်းတယ်ဘလို့နောက်ပိတ်ခွန်နောက်ပိတ်3နှလုံးပေါင်းခြင်း3ည ဒီရထိစီ၃ညနဲ့ပေါင်းတော့၃ည၃ညပါဝါ၅၃ညနှက်ခတ်ခွန်၃ည၅ခွန်သူကတော့၃လုံးခေါ်တယ်အမှ၃ည၅ခွန်ဘရိတ်ဆိုပြီးတော့ကျားတို့ဒီမှာခွန်ဘရိတ်နဲ့အပြီးလာကြတယ်အဒုတိယနေ့မှာလည်း၃ရဲ့၅ရဲ့ပေါင်းတော့၈၈ကဲ၁ကဲပေါင်းတော့၉နော်၉ပါဝါ၄၉နှက်ခတ်၆၉၄၆ဆိုပြီးကျားတို့ဒီမှာ၄ဘရိတ်အပြီးလာကြတယ်အဲခဏိအတွက်ကိုလည်းကျားတို့ခေါ်မယ်၅ရဲ့၁ကဲပေါင်းတော့၆နော်၆ကဲ၆ကဲပေါင်းတော့ နှစ်ဆက်နှစ်နှစ်နှစ်ပါဝါခွန်နှစ်နက်ခတ်လေးနှစ်ခွန်လေး break ဆိုပြီးဆရာတို့ဒီမှာတပင်ရတယ်အလုံးပေါင်းအပေါ်ကနေစပြန်ကြည့်မယ်နှစ်ခွန် break ခွန်နှစ် break 3 5ခွန် break မှာခွန် break ဆင်းထားတယ်နော်ဒုတိယရက်မှာ၄ခု break ၄ခု break 6လေး6 break မှာဒီမှာက၄ break ဆင်းထားတယ်နော်၄ break ဆင်းထားတယ်ကဲယနေ့မနေ့12နာရီ1မိနစ်အတွက်ကိုဆရာတို့ဒီမှာခွန်နှစ် break 16 break နှစ်ခွန်လေး break ဆိုပြီးတော့ ပရိတ်၃လုံးနဲ့အပြီးချုပ်ကြည့်လိုက်ရင်ဘာတွေတအားမာနေမလဲနှစ်ခွန်ပရိတ်မာတယ်ကွဲထွက်နေတဲ့၁၆ပရိတ်ကိုဇာတို့ကထည့်ပေးရမယ်ပေါ့နော်တီးတန်းထည့်ပေးရမယ်အဲ့ဒါမှလည်းဟိုပို့ပြီးတော့ကောင်းသွားမှာပေါ့နော်မလွတ်အောင်ပေါ့နော်မလွတ်အောင်ထည့်ပြရမယ်အဲ့တော့နှစ်ခွန်16ပရိတ်ရယ်ဆိုပြီးဒီမနေ့အတွက်ကိုဇေယျတို့ကအကောင်းဆုံးထုတ်ထားပါတယ်သူနဲ့တွဲပြီးတော့ဆော့ရမယ်မဖောက်တဲ့ဂီး၃လုံးကတော့ မနက်ပိုင်းတီးတန့်ကီးရတော့မနေ့ကလည်းမနက်ပိုင်းတချောက်ရှိကီးပေးထားတာမနက်ပိုင်းတတိတဲ့ဒီနေ့မနေ့အတွက်ကိုလည်းဆရာတို့ကအပြီးပေါက်နိုင်အောင်ပေါ့နော်အတက်နိုင်ဆိုအများဆုံးချုပ်ပေးထားတယ်အဲ့တော့ကီးသုံးလုံးကဆရာတို့619ကီးဖြစ်တယ်စနေနေ့ဒီမနေ့တီးတန့်ကီးသုံးလုံးက619ကီးဖြစ်တယ်အဲ့ဒီ619ကီးကိုဆရာတို့ကခုန1.6ခုဆိုတဲ့ဒီမှာဗရိတ်လေးလုံးနဲ့အပြီးတွဲလိုက်တော့ဆရာတို့ဒီနေ့12နိုင်တမင်းနဲ့မနက်ပိုင်းအတွက်ဒီကဏ္ဍလေးတွေရပါတယ်

ပြပြီးသား site ကနေပြီးတော့ तू ကထိတ်စီး break တစ်လုံးကအပြီးကျကျသွားတဲ့ site လေးဖြစ်တယ်အဲ့တော့ break တစ်လုံးနဲ့ကျတဲ့ site ကဒီနေ့မနေ့မှလည်း set ပေးခဲ့မယ်ဆိုရင်ဆရာတို့ကအကောင်းဆုံးနည်းနည်းပဲထိုးရတော့မယ်ပေါ့နော်လဲထပ်ပြီးတော့ချုပ်ပေးမယ်ဗျာအကောင်းဆုံးဖြစ်အောင်အကွက်အနည်းဆုံးဖြစ်အောင်ချုပ်ပေးမယ်ပရမောင်းဆုံးဒီကိုကြည့်မယ်ခွန်တုံညကွန်မရိတ်31 4 break နော်3တစ်ဆိုတော့၄ break ဒီမှာက9 6ဆိုတော့ဒီနဲ့17 break တလုံးအဲ့ဒါလေးမှတ်ထား17 break တလုံးအဲ့ဒါလေးကိုဒီမှာ1ဆိုပြီးတော့မှတ်ထားလိုက်နောက်တစ်ခွင်နောက်တစ်ဆိုင်ထပ်ဖမ်းပြမယ်ဒီအကောင်းဆုံးတွေကဘာတွေထပ်ယူရမလဲဆိုတာ1ချင်းနဲ့ယူမယ်နော်1ချင်းနဲ့ဘလို့ယူမလဲဆိုတော့ဒီမှာကြည့်ဒီပထမတရက်ကဒီပထမတရက်ကနေ ယူလိုက်တဲ့ဝမ်းငင်းက83ဝမ်းငင်းဒီဒီမနက်မှာ43ဆိုပြီးတော့အပြီးထွက်တယ်ဒီနေ့တရက်ကယူလိုက်တဲ့82ဆိုတဲ့ဝမ်းငင်းတပင်ဒီဒီနေ့မနက်မှာနှစ်တလုံးအပြီးထွက်တယ်နော်နှစ်တလုံးအပြီးထွက်တယ်ဒီတရက်စာယူလိုက်တဲ့83ဆိုတဲ့ဝမ်းငင်းဒီဒီတရက်စာမနက်ပိုင်းမှာအပြီးထွက်တယ်အဲဒီတရက်စာကမနေ့ကထွက်တဲ့ 3168ကယူလိုက်တဲ့ TSRP 1ချင်းဒီ395ဖြစ်ပါတယ်အဲ့395ဒီဒီနေ့မနေ့တောက်ကြံနေ12နိုင်တမိနစ်မှာအပီးထွက်ပါမယ်ကဲအဲ့တော့အဲ့ဒီ395နဲ့395ပါတဲ့အကွက်တွေကိုပြန်ပြီးတော့ရွေးထုတ်ပါမယ်7 break လည်းဖြစ်ကြမယ်395လည်းပါကြမယ်ဆိုရင်အကောင်းဆုံးအကွက်ကဘာဖြစ်မလဲ395ပါမယ်ဆိုလို့ရှိရင်6960တင်က30ဆိုပြီး၄ကွက်တည်းရှိတယ် အဲ့ထဲမှာ7ပြိတ္တာရှိရမယ်ဆိုလို့ရှိရင်6 9နဲ့10နှစ်ကွက်ထဲပဲဒီမနဲ့ထိုးရမယ်ဟုတ်တယ်နော်အဲ့တော့ပြေးပြေးဆုံးဆုံးကစားမယ်ဆိုရင်အလုံးပေါင်းမနှစ်ပိုင်းတိတက်နေတိုက်12ကွက်ရှိတယ်ဒါလေးဖြစ်တယ်နော်ဒါလေးဖြစ်တယ်အကောင်းဆုံး main ဩကွက်4ကွက်ကဘာတွေဖြစ်မလဲဆိုတော့6 9 60 10 3 5လေးကွက်ဖြစ်တယ်အကောင်းဆုံး2ကွက်ထဲထိုးရမယ်2ကွက်ကောင်းကဒီမနဲ့အကွက်ကို7ပြိတ္တာလေးဖြစ်ရမယ် 3ညာ5လဲထိရမယ်ဆိုတော့6 9နဲ့10ဆိုတဲ့နှစ်ကွက်တက်ပြီတဲ့အဲ့နှစ်ကွက်ကတော့အရန်ကောင်းတဲ့အတွက်ထပ်မယွေးခိုင်းတော့နဲ့နော်ထပ်ပြီးတော့မယွေးပေးတတ်တော့ဒါမဲ့ဆရာကြိုက်တာပြောပါပေါ့ပေါ့မပေါ့တကွက်ထဲပဲကန်ဆန့်ကြည့်ကျင်နေဆိုတော့ဆရာမိတ်ဆွေတွေကိုအဲ့ဒါ56လေးတကွက်ပေါ့နော်56လေးတကွက်ကိုယွေးပေးလိုက်မယ်တော့ဆိုရင်တော့အဆင်ပြေကြမယ်ထင်တယ်နော်ကဲအားလုံးပဲဒီနေ့လဲဆက်ပြီးတော့အပိတ်နေမှာအပိတ်လေးလှကြပါစေအားလုံးကံကောင်းကြပါစေလို့ဆုတောင်းပေးလိုက်ပါနော် အားလုံးကျမ်းမာချမ်းသာကြပါစေ။